ဒီကနေ့ဆက်လက်ကျင်းပနေတဲ့ဒုတိယအကြိမ်ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်ပထမပုံမှန်အစည်းအဝေးရဲ့၁၄ရက်မြောက်နေ့မှာရန်ကုန်တိုင်းဒေသကြီးရင်မျိုးကုံဥပဒေကိုဆွေးနွေးအတည်ပြုမှာဖြစ်ပါတယ်။အဲ့ဒီသတင်းအသေးစိတ်ကိုတော့ရန်ကုန်တိုင်းလွှတ်တော်မှာသွားပြီးသတင်းယူတဲ့ကျမတို့ရဲ့ DVB သတင်းတောက်မေတ္တံကိုတိုက်ရိုက်ဆက်သွယ်မေးမြန်းကြည့်ပါမယ်ရှင်။ဟုတ်ကဲ့မေတ္တံရေဒီကနေ့က၁၄ရက်မြောက်ရန်ကုန်တိုင်းလွှတ်တော်အစည်းအဝေးဆိုတော့အဲ့ဒီအစည်းအဝေးမှာဘာတွေဆွေးနွေးခဲ့လဲပြောပြပေးပါလား။ ဟုတ်ကဲ့မဒီနေ့ကတော့ဒီအစည်းအဝေးကနည်းနည်းတိုတယ်ပေါ့နော်စီစဉ်က9ခုလောက်ပဲရှိပါတယ်9ခုမှာမှဒီ6ခုလောက်ကဒီအစည်းအဝေးတက်ရောက်တာမတက်ရောက်တာကိစ္စပေါ့နော်ဒီအတိုင်းတိုင်းကြီးမှာအဆုံးဖြတ်ယူတဲ့ကိစ္စပေါ့ဒါကိုယ်စားလှယ်တွေခွင့်တိုင်တဲ့ကိစ္စတွေပါတယ်ပေါ့နော်နောက်တစ်ခုဒီအစည်းအဝေး9မှာကတော့ဒီရေမျိုးကွန်ဥပဒေပေါ့နော်ဒီရေမျိုးကွန်ဥပဒေပြင်ဆင်တဲ့ဥပဒေချမ်းကိုဒီဥပဒေချမ်းကော်မတီကနေပြီးတော့ဒါကိုလှုပ်တင်နေပေါ့နော် သူတင်ထားတဲ့အချက်တွေကညှို့မှုရှိရေလှုပ်တင်နေဆိုပြီးတော့သူကထောက်ခံဆွေးနွေးတာရှိတယ်အဲ့ ို့ထောက်ခံဆွေးနွေးပြီးတော့ဒီရင်မျိုးကွန်ဥပဒေကိုဒီနေလုံဝင်ကြီးကဒီလွှတ်တော်မှာအတည်ပြုပြုပေးဖို့ပြန်တင်နေပါတော့เนาะပြန်တင်ပြီးတော့မှဒီနေ့လွှတ်တော်ကအတည်ပြုပေးလိုက်ပါတယ်။အော်ဟုတ်ကဲ့အဲ့ရင်မျိုးကွန်ဥပဒေကိုအတည်ပြုရမှာဘယ်အချက်တွေကိုပြင်ဆင်ထည့်သွင်းခဲ့တာလဲအဲ့ဒါလေးပြောပြပေးပါလားညီမ။ ဟုတ်ကဲ့ဒီရင်မျိုးကဥပဒေကိုပြင်ဆင်တဲ့ဥပဒေချမ်းပေါ့နော်ဥပဒေချမ်းဆိုပေမဲ့သူကဥပဒေချမ်းအကုန်တစ်ခုလုံးကိုဒါပြင်ဆင်တာမျိုးမဟုတ်ဘဲနဲ့ဒီအချက်တစ်ချက်ပဲထည့်တာပါဒီအချက်ပဲတစ်ချက်ပဲထည့်တာကြတော့ဗာလဲဆိုတော့ဒီတို့ဒီအကြောင်းအရာပေါ့နော်ဒီဖွဲ့စည်းပုံအခြေခံဥပဒေမှာပါတဲ့အကြောင်းအရာအခန်း3ပုံမှတ်၄ပုံမှတ်ခွဲကကြီးအရာပေါ့နော်ရင်မျိုးကွန်လိုင်စင်အမှတ် FL17 နဲ့ FL31 ချားမှာရှိတယ် F90 ကိုဖြည့်ဆွတ်တာပါအဲ့ဒါဖြည့်ဆွတ်တာ F90 ကဘာလဲဆိုတော့ဒီနိုင်ငံခြားအရက်တွေပေါ့နော်နိုင်ငံခြားအရက်တွေကိုဘူတာယုံလှေစိတ်တင်မောစိတ်တွေမှာရောင်းချနေတာဒီတောက်တုံးနေရရင်လည်းပတ်သက်ပြီးတော့ဒီအခွန်ဆောင်ရမှာပေါ့နော်အခွန်ကတစ်နှစ်ကို30ဆောင်ရမယ်ဆိုတဲ့ကိစ္စကိုဒါ ထိဆက်တဲ့ဟာပါဒီကိစ္စနဲ့ပတ်သက်ပြီးတော့ဒီဥရေချမ်းကော်မတီကလည်းဒါလှုပ်တင်နေဆိုတဲ့ကိစ္စနဲ့လူပြန်ပြီးတော့ဒီလွှတ်တော်မှာတင်ပြရတယ်ပြီးတော့နောက်ထပ်ဒီကြန့်ခါရေးပါတီကအမတ်တော်ဦးကလည်းဒီနေလုံးဝင်ကြီးတင်ပြရတယ်ဒီဖြစ်ဆက်မဲ့ကိစ္စကလည်းမှန်ကန်နေဆိုပြီးတော့ထောက်ခံနေပေါ့နော်အဲ့လိုထောက်ခံပြီးတော့ဒီနေ့လွှတ်တော်မှာအဲ့လိုမဆွေးနွေးရရှိရတဲ့အတွက်ဒီလွှတ်တော်ကတော့ဒါကိုအတည်ပြုပေးလိုက်ပါတယ်အမတ်သူတို့ဒီအရာကိုလှုပ်လိုက်တဲ့အချက်ကတော့ဒီ ဒီလိုဈေးတွေမြင့်သွားတဲ့အတွက်ဒီအရက်သေးစာတောက်သုံးမှုတွေကပေါ့နော်ရော့ကျသွားဖို့ကြီးရွယ်ပြီးတော့သူတို့လောက်တာဆိုပြီးကိုယ်စက်လေတွေကိုမေးမြန်းချက်ရတော့သိရပါတယ်။အော်ဟုတ်ပါပြီ။ဒါနဲ့ဒီကနေ့လွှတ်တော်မှာတခြားဗားတွေများထူးခြားတာတွေရှိပါသေးလဲမေတ္တန်ရေ။ဟုတ်ကဲ့ဒီနေ့လွှတ်တော်မှာတော့ထူးခြားချက်တိတ်မရှိပါဘူး။တိတ်မရှိဘူးဒီရေမျိုးကုန်ဥပဒေကိုပဲပြင်ဆင်တဲ့ဥပဒေချမ်းကိုပဲဒီလွှတ်တော်ကအတည်ပြုပေးလိုက်တယ်ပေါ့နော်။ထူးခြားချက်ကတော့ဒီလွှတ်တော်တွေအားလုံးက ဒီရက်နာသွားပြီဆိုပေမဲ့ဒီရန်ကုန်တိုင်းလွှတ်တော်ကမနက်ဖြန်တည့်ရက်ရှိသေးတယ်ပေါ့နော်ဒီမနက်ဖြန်တည့်ရက်မှာတော့ဆွေးနွေးဖို့ရှိတဲ့အတွက်မနက်ဖြန်တည့်ရက်လုံမယ်လုံပြီးလို့ရှိရင်တော့ဒီရန်ကုန်တိုင်းလွှတ်တော်ပြန်နာမနာရတော့မနက်ဖြန်မှာတည့်ရမှာပါဗျာအာဟုတ်ကဲ့ပါအခုလိုမျိုးပြောပြပေးတဲ့အတွက်ညီမလေးကိုကျေးဇူးအများကြီးတင်ပါတယ်နော်ဒါကတော့ဒီကနေ့မှာကျင်းပပြုလုပ်တဲ့ရန်ကုန်တိုင်းလွှတ်တော်အစည်းအဝေးမှာဒီရင်မျိုးကုန်ဥပဒေအတည်ပြုလိုက်တာနဲ့ပတ်သက်ပြီးတော့မေတ္တာကြံကရှင်းပြပေးခဲ့တာပါရှင်ဆက်လက်ပြီးတော့သတင်းတွေကိုတင်ဆက်ပေးပါဦးမယ်ရှင်